ငလင်ဘေးသင့်ပြည်သူတွေအတွက်ထောက်ပံ့ရေးပစ္စည်းတွေတည်ဆောင်လာတဲ့တရုတ်နိုင်ငံကြက်ချိန်ဤအသင်းရှင်တန်းကိုစစ်ကောင်စီတပ်ကပစ်ခတ်ခဲ့တယ်လို့တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကသတင်းထုတ်ပြန်ပါတယ်။ဧပြီလ၁ရက်နေ့ညပိုင်း၉နာရီခွဲလောက်မှာတရုတ်နိုင်ငံကြက်ချိန်ဤအသင်းကမြန်မာငလင်ဘေးသင့်ပြည်သူတွေအတွက်ထောက်ပံ့ရေးပစ္စည်းတွေတည်လာတဲ့ရှင်တန်း၉စီဟာမတလေးမြို့ကိုခရီးဆက်ချိန်နောင်ချိုမြို့နယ်အုံမတီကျေးရွာမှာစစ်ကောင်စီတပ်ကပစ်ခတ်ခဲ့တာလို့ TNLA ပြောပါတယ်။ အဲ့ဒီရင်တန်းဟာမန္တလေးမြို့ကိုခရီးဆက်သွားမယ်အကြောင်းစစ်ကောင်စီစီသတင်းပို့ခဲ့ပေမဲ့အခုလိုလမ်းခရီးမှာပြစ်ခတ်ရပြီးနောက်နောင်ချိုမြို့စီပြန်လှည့်ခဲ့ရတယ်လို့ TNLA အသိပေးပါတယ်။ဒါကြောင့်ရင်တန်းကိုကာကွယ်စောင့်ရှောက်ပေးထားပြီးလိုရာခရီးကိုဆက်လက်ပို့ဆောင်သွားမယ်လို့ထုတ်ပြန်ပါတယ်။စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကတော့ရင်တန်းကိုပြစ်ခတ်တာမရှိဘူးလို့ညင်းဆိုထားပါတယ်။အဲ့ဒီရင်တန်းဟာကုညီကေဇယ်ရဲ့အတွက်ကျိုးအကြောင်းကြတာမရှိလို့နောင်ချုံမြို့နယ်အုံမတိရွာနာမှာစစ်ဆေးဖို့တားရမှာ တားဆီးလို့မရတဲ့အတွက်မိုးပေါ်ထောင်ပြီးတနက်ပစ်ဖောက်ခဲ့တာလို့စစ်ကောင်စီဘက်ကတုံ့ပြန်ထားပါတယ်။ TNLA ပါဝင်တဲ့မြောက်ပိုင်းညင်တော်မဟာမိတ်သုံးဖွဲ့ဟာငလင်နောက်ဆက်တွဲကယ်ဆယ်ရေးလုပ်ငန်းတွေအများဆုံးထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့တိုက်ပွဲဖြစ်နေတဲ့နေရာတွေမှာထိုးစစ်တွေလုံးမမဟုတ်ပဲတလတာတစ်ဖက်သက်အပြစ်ရကြောင်းမနေ့ကညနေပိုင်းမှာထုတ်ပြန်ထားပါတယ်။ညင်တော်မဟာမိတ်သုံးဖွဲ့ဟာငလင်နောက်ဆက်တွဲအခြေအနေတွေကိုအလေးထားစောင့်ကြည့်ပြီးနောက်ငလင်တန်တဲ့မြို့တွေမှာအရေးပေါ်ကူညီကယ်ဆယ်ရေးနဲ့ရှာဖွေရေးလုပ်ငန်းတွေလုပ်နေတဲ့ ပြည်တွင်းပြည်ပအကူအညီကယ်ဆယ်ရေးတွေအဆင်ပြေပြေလုပ်ကိုင်နိုင်စေဖို့နဲ့ငလင်တန်းသင့်ပြည်သူတွေအတွက်အရေးတကြီးနဲ့အရေးပေါ်အချက်ချင်းလိုအပ်နေတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေကိုအမြန်ဆုံးထိထိရောက်ရောက်လုပ်နိုင်ဖို့အထူးလိုလားတယ်လို့ထုတ်ပြန်ပါတယ်။ငလင်တန်းသင့်လူထုကူညီကယ်ဆယ်ရေးအတွက်ယာယီအပြစ်ရမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လှန်ရေးတပ်တွေကကြေညာချက်ထုတ်ပြန်ပြီးကန့်လန့်ထားပေမဲ့ စစ်ကောင်စီဘက်ကတော့လက်မခံဘဲလုံခြုံရေးအကြောင်းပြပြီးဆက်လက်တိုက်ခိုက်မယ်လို့စစ်ကောင်ဆောင်မင်းအောင်လှိုင်ကမနေ့ကပဲထုတ်ဖော်ပြောဆိုထားပါတယ်ရှင်။အေယဝတီမြစ်ပေကစကိုင်းမတလေးလမ်းပိုင်းဟာဖြတ်အားပြင်ကလင်ကြီးတန်းကြောင့်ဆိုးဆိုးရွရွပျက်စီးသွားပြီးခရီးသွားပြည်သူတွေအတွက်အန္တရာယ်ရှိတဲ့အနေအထားမှာရှိနေပါတယ်။နှစ်လမ်းသွားဖြစ်တဲ့စကိုင်းမတလေးလမ်းပိုင်းဟာ ကြီးမားတဲ့ပက်ကြားအကြောင်းကြီးတွေဖြစ်သွားတာမြေသားကျွံ့ကြတာတွေဖြစ်ခဲ့တာပါ။သကိုင်းသွားတဲ့အသွားလန်းကတော်တော်လေးအန္တရာယ်များတယ်။အချိန်မရွေးနေပြီးကျွံ့သွားနိုင်တယ်လို့လမ်းပိုင်းကိုဖြတ်တန်းသွားလာခဲ့သူအမျိုးသမီးတဦးကပြောပါတယ်။လက်ရှိမှာတော့ခရီးသွားတွေဟာနှစ်လမ်းသွားတဲ့ကသကိုင်းဘက်ကနေမန္တလေးဘက်အပြန်လန်းအချမ်းကိုသာသွားလာရေးအတွက်အသုံးပြုနေရတယ်လို့သိရတာပါ။ဒါပေမဲ့အဲ့ဒီအပြန်လန်းဘက်အချမ်းကလည်းမြေသားကျွံ့ကြနေတာကြောင့်ရင်အစည်းရဲ့အများပြတပြိုင်တည်းသွားလာဖို့ဆိုရင်တော့ သတိပြုရမယ့်အခြေအနေမှာရှိတယ်လို့သိရပါတယ်။မန္တလေးကနေစကိုင်းပတ်စီသွားတဲ့လမ်းပိုင်း၃ခုရှိပြီးစကိုင်းမန္တလေးကန္နာလန်၊စကိုင်းမန္တလေးတောင်မြို့လန်၊မြင့်ငယ်စကိုင်းလန်တို့ပဲဖြစ်ပါတယ်။ငလင်ကြောင့်ပျက်စီးထိခိုက်သွားတာကစကိုင်းမန္တလေးကန္နာလန်ပါ။ဒါကြောင့်ငလင်ဗဟိုချက်အနီးကစကိုင်းမြို့စီကယ်ဆယ်ရေးနဲ့ကုညီရေးတွေဟာကျန်တဲ့လမ်းပိုင်းနှစ်ခုတည်းကစကိုင်းမန္တလေးတောင်မြို့လန်ကိုပဲအဓိကထားသွားနေရပါတယ်။ငလင်တန်မကြုံရခင်ကစကိုင်းမန္တလေးကန္နာလန်ဟာ နှစ်လန်းသွားဖြစ်ပြီးရင်ကြောရှင်းတဲ့အတွက်ခရီးတွင်တဲ့လမ်းလေဖြစ်ပါရဲ့ရှင်။နှစ်ပေါင်းအတော်များများကာလအတွင်းရုရှားရဲ့အကြီးမားဆုံးတပ်အင်အားချက်ထွေမှုအတွက်သမရပူတင်ကတပ်သားတွေခေါ်ယူဖို့ညွှန်ကြားထားပါတယ်။ပူတင်ညွှန်ကြားခဲ့တဲ့အစီအစဉ်တဲ့အရာအသက်၁၈နှစ်နဲ့၃၀ကြားစစ်သားတဲ့အင်အား၃၆၀၀ကိုဖြစ်တင်းခေါ်ယူသွားမှာဖြစ်ပါတယ်။ဒါဟာ၂၀၁၁နောက်ပိုင်း ရုရှားစစ်တပ်ရဲ့အကြီးမားဆုံးလူသစ်ဆူဆောင်းမှုစီမံကိန်းဖြစ်လာမှာပါ။ပူတင်ကရုရှားဟာရှိရင်စွဲအမြဲတမ်းစစ်မှုထမ်းအင်အား1.5တန်းကို2.39တန်းအထိတိုးမြှင့်ဖွဲ့စည်းတင်တယ်လို့ပြောကြားခဲ့ပြီးလပိုင်းအကြာမှာပဲအခုအစီအစဉ်ကိုစတင်ပြင်ဆင်လာတာဖြစ်ပါတယ်။ဒုသင်နာပတိဆီမီယန်စကီးကတပ်သားတွေဟာယူကရိန်းရှေ့တန်းစစ်မျက်နှာတွေစီဆေလွတ်ခံရမှာမဟုတ်ဘူးလို့ပြောပါတယ်။ဒါပေမဲ့လည်းကျူးကျော်စစ်ပွဲအစပိုင်းတုန်းက စစ်မှုမထမ်းမနေရအမိန်ကြေညာပြီးတပ်သားတဲ့စုဆောင်းခံရသူတွေထဲကတချို့ဟာယူကရိန်းရှေ့တန်းစစ်မြေပြင်စီပို့ဆောင်ခံရပြီးတေကျေဒဏ်ရာရတဲ့သတင်းတွေရှိခဲ့ဖူးပါတယ်။အမေရိကန်ရဲ့ဂျာဝင်စိတ်ဆက်ပေးမှုအရရုရှားနဲ့ယူကရိန်းတို့ဟာစွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံတွေကိုအပြန်အလှန်တိုက်ခိုက်တာမျိုးကနေရှောင်ရှားဖို့ကတိပြုထားပါတယ်။ဒါပေမဲ့နိုင်ငံတောင်ပိုင်းခါဆွန်မြို့ကတအားပေးစင်တာတခုကိုရုရှားကပြင်မှတ်ထားခဲ့တာကြောင့်လူပေါင်း၄000ကျော်လျှက်စစ်မီမရတဲ့အခြေအနေကြုံခဲ့တယ်လို့ ဧပြီလ၁ရက်နေ့မှာယူကရိန်းကဆွဆွဲပြောကြားထားပါတယ်။ရုရှားဟာຫນွေဦးနဲ့ဆောင်းဦးကာလာတွေမှာစစ်မှုထမ်းအမိန့်နဲ့လူငယ်တွေကိုစင့်ခေါ်လေရှိပါတယ်။လက်ရှိຫນွေဦးကာလာတပ်သားတွေစုဆောင်းမှုဟာ2024တူညီတဲ့ကာလတုန်းကထက်အရေးအတွက်တထောင်ပိုများပါတယ်။ရင်တုန်းကစစ်မှုထမ်းခေါ်ယူတဲ့အသက်အရွယ်ကို18နှစ်ကနေ28နှစ်လို့သတ်မှတ်ထားပေမဲ့2024နှစ်ဆန်းပိုင်းကစလို့18နှစ်ကနေ30အထိလို့ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ စစ်မှုထမ်းအစ်တွေခေါ်ယူဖို့ယာတာခံရသူတွေစီအကြောင်းကြားစာတွေစတင်ပေးပို့ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။၃နှစ်ကျော်ကြာမြင့်လာပြီးဖြစ်တဲ့ယူကရိန်းစစ်ပွဲမှာရုရှားတပ်တွေအများအပြားထိခိုက်သေးကြခဲ့ပြီး BBC သတင်းဌာနကအတည်ပြုထားတဲ့စာရင်းတွေအရရုရှားစစ်သားတသိန်းကျော်သေဆုံးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့လက်တွေမှာအသေးပြောက်ကိန်းဂဏန်းကအဲ့ဒီထက်နှစ်ဆလောက်ထိမြင့်တက်နိုင်ခြေလဲရှိနေတယ်လို့လေလာသူတွေကသုံးသပ်ထားကြပါတယ်ရှင်။ ိုက်စ်လန်နိုင်ငံမှာမီးတောင်ပေါက်ကွဲတာကြောင့်ဒေသခံတွေနဲ့ကမ္ဘာလှည့်ခရီးသည်တွေအရေးပေါ်ရွှေ့ပြောင်းခဲ့ကြရပါတယ်။အိုက်စ်လန်အနောက်တောင်ပိုင်းမှာရှိတဲ့ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရာမြို့တမြို့နားမှာမတ်လ31ရက်နေ့ကမီးတောင်ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။တံငါမြို့လေတစ်ခုဖြစ်တဲ့ Grindavik နဲ့ရေပြာအားရေပူစန်းတို့နားမှာနီနီကက်ကက်တီရှိတဲ့မီးတောင်တစ်ခုပေါက်ကွဲပြီးနောက်ဆက်တွဲငလင်ငယ်တွေလှုပ်ခတ်ခဲ့သလိုမြေသားတွေပါပတ်ကြားအပ်ကုန်တယ်လို့ဆိုပါတယ်။ တက်တသမ2ကီလိုမီတာလောက်ရှည်လျားတဲ့ပတ်ကြားအကြီးဖြစ်ပေါ်လာသလိုမီးတောင်စီကချော်ရည်တွေလည်းတဖြည်းဖြည်းစီးထွက်လာပြီးလူနေဧရိယာတွေစီရွှေ့ရှားလာနေတာကြောင့်အရေးပေါ်ရွှေ့ပြောင်းကြဖို့အာဏာပိုင်တွေကအမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။ဒေသခံအများစုကတော့မီးတောင်အနီးမှာနေထိုင်တာဖြစ်တဲ့အတွက်အရေးပေါ်ရွှေ့ပြောင်းဖို့အိတ်တွေကြိုတင်ပြင်ဆင်ထုတ်ပို့ထားကြပြီးဖြစ်ပါတယ်။ချော်ရည်တွေစီးကြလာရင်တားဆီးဖို့အတွက် Grandavik မြို့နာမှာအကအရန်တွေကြိုတင်တိစောက်ထားပေမဲ့လည်း အခုအခါကျိုးပေါက်သွားနေပြီဖြစ်တယ်လို့ချော်ရည်တွေကလည်းအတားအဆီးတွေရဲ့အတွင်းဘက်မီတာရာခဏန်းလောက်အထိကျော်လွန်ရောက်ရှိနေပြီလို့သိရပါဗျ။ဒေသဆိုင်ရာရဲတပ်ဖွဲ့ကော်မရှင်နာကတော့ဒေသခံတွေရောကဘာလက်ခရီးသည်တွေပါအန်တရယ်ဇုံကနေအစောတနေထွက်ခွာကြဖို့နှိုးဆော်ထားပါဗျ။မီတာပောက်ကွဲမှုတွေကတော့ဧပြီလ၁ရက်နေ့မှာအချိန်ကျစပြုလာပြီးအရန်မပြင်းထန်တော့ဘူးလို့ဆိုပါတယ်။အဲ့ဒီမီတောင်ဟာမကြာခဏလှုပ်ရှားပောက်ကွဲလေးရှိပြီး၂၀၂၃ခုနှစ်တုန်းကလည်း မြို့ကန်၄၀၀၀လောက်ဟာမီးတောင်ရဲ့အန်ဒရယ်ရှိလောက်တဲ့လှုပ်ရှားမှုတွေကြောင့်ရွှေ့ပြောင်းခဲ့ရမှုပါတယ်။အိုက်စ်လန်မှာမီးတောင်ရှင်33လုံးရှိပြီးကမ္ဘာပေါ်မှာအကြီးဆုံးမြေအောက်ကြောက်လွှာချက်ကြီးနှစ်ခုထိစပ်တဲ့နေရာမှာတည်ရှိနေတာကြောင့်ငလင်နဲ့မီးတောင်ဆိုင်ရာလှုပ်ရှားမှုအခြေအနေတွေမကြာခဏကြုံရတဲ့နိုင်ငံတစ်ခုဖြစ်ပါရဲ့ရှင်။ရန်ကုန်မြို့မှာမီးပြတ်ချိန်များနေတာကြောင့် 1BS ကားတွေဟာ CNG ရဖို့စောင့်ဆိုင်းနေရပြီး ရုံစင်ချိန်တွေမှာကားရှားတဲ့ပြဿနာကြုံနေရတယ်လို့ခရီးသည်တွေကပြောပါရယ်။ငလင်လုတ်တဲ့မတ်လ28ရက်ကစပြီးရန်ကုန်မြို့မှာမီးပြတ်ချိန်တွေတိုးလာတာနဲ့အမျှ CNG ရဖို့အချိန်တော်တော်ပေးရတယ်လို့ YBS ရင်မောင်းတူကပြောပါရယ်။အခုနောက်ပိုင်း YBS ကားတွေကမနေ့စောစောထွက်ကြပြီးညနေပိုင်းမှာတော့ CNG တန်းစီမှုစောစောတင်းကြတာကြောင့်ရုံစင်ချိန်တွေမှာကားနေသွားတာဖြစ်တယ်လို့ YBS 131ဂိတ်မှာတာလီမှတ်တဲ့အမျိုးသားတဦးကပြောပါတယ်။ကားအရေအတွက်နေတာကြောင့်ရုံစင်းချိန်တွေမှာနာယီဘွက်ကနေတနာယီနေပါအထိကားဆောင်ရပြီးခရီးသည်များတာကြောင့်လဲအရင်ထက်ပိုပြီးကြက်ကြက်တိတ်တိတ်စီးရတယ်လို့ခရီးသည်တွေကဆိုပါတယ်။ကားတစ်စီးလာတာနဲ့စုပြုံတက်ရတာကြောင့်ဂိတ်ဆောင်မှတဲ့လူပြေးသွားပြီးတချို့ကားတွေဆိုဂျားမတ်တိုင်တွေမှာလူထပ်တင်လို့မရတော့တာတွေရှိတယ်လို့သိရပါတယ်။ ရန်ကုန်မြို့မှာတရက်ကိုပြန်မြ YBS အစည်းရေ3000ကျော်ပြေးဆွဲပေးနေပြီးခရီးသည်ဦးရေ14သိန်းကျော်စီးနှင်းနေကြတယ်လို့ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကတည်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC ကထုတ်ပြန်ထားပါတယ်ရှင်။